မိုင်းဖြဲမြို့နယ်၌ကျောင်းအနံရေးသတင်းဘက်ဆိုင်းပုတ်ဆိုင်ထူတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025 2026ပညာသင်နှင့်အခြေခံပညာကျောင်းများကိုမကြာမီပြန်လည်ဖွင့်လှစ်တင် जा တော့မည်ဖြစ်ရာရှမ်းပြည်နယ်အရှိပိုင်းမိုင်းဖြဲမြို့နယ်တွင်ကျောင်းအနံရေးလုပ်ငန်းများကိုအများပြည်သူများကြည်ပြန့်စွာသိရှိစေရေးအတွက်ကျောင်းအနံရေးသတင်းဘက်ဆိုင်းပုတ်ထူခြင်းကို မေလ20ရက်နေ့ပိုင်းကအထက်ကမိုင်းဖြဲကျောင်းရှိတွင် စိုက်ထူခဲ့ကြောင်းသိရပါတယ်ထို့သူစိုက်ထူရာတွင်မြို့နယ်ပညာရေးမှူးရုံးမှဒုတိယမြို့နယ်ပညာရေးမှူးဦးကြည်ထွန်းအထက်ကမိုင်းဖြတ်မှအကြောင်းဆရာမကြီးတော်မကြီး ਨੇ ဆရာဆရာမများကအစုပေါင်း၍2025 2026ပညာသင်နှင့်ကျောင်းအနှံရေးသတင်းပတ်ဖြစ်သည့်ကျောင်းနေရွယ်ကလေးအလုံးစင်စက်မပြတ်ပညာသင်ယူဖို့ကျောင်းအနှံကြပါစို့ပိုစတာနှင့်ကျောင်းဆရာဆရာမများအရာတန်းအမှုတန်းများသိရှိလိုက်နိုင်ရမည့်အချက်များ မိဘအုပ်ထိန်သူ ပြည်သူများသို့မေတ္တာရက်ခံချက်များစသည့်အချက်များပါဝင်သည့်ဆိုင်ပုဒ်ကိုစုပေါင်းစိုက်တူခဲ့ကြပါသည်2025 2026ပညာသင်နှင့်ကျောင်းအနှံရေးသတင်းပတ်မှ2025ခုနှစ်မေလ22ရက်နေ့မှဂျွန်လ1ရက်နေ့အထိဖြစ်ကြောင်းသိရှိရပါသည်ခမညာ